အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင်ပေါင်းတို့ရေနှွေဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေနော်။ဒီကနေ့မှာတော့ကြပြားဆရာမောင်စိန်ဝင်းပရိကုံရဲ့ကြပြားအချို့ကိုဖတ်ပြပေးပါရစေခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြကြပါအောင်နော်။နှင်းစီရဲ့လက်ပြားလက်ပြားနိုးလို့လူလူအကျိုးဆံဝင်တယ်။ လိပ်ပြာကူးလို့ဥကတ်ဖော်စာလူဘဝမော်အောင်နေလိပ်ပြာလုံလို့အာယုံမထွေးပြည်သူနဲ့အတူနေတယ်လိပ်ပြာတန်းလို့ပန်းနံ့လို့တင်တည်င်းကကပါတိုင်မွေးတယ်လိပ်ပြာလာသလောက်တိတ်ခါကြမပြဝိဇာနဲ့ဓမ္မအောက်မှာအသက်ရှင်တယ်မောင်စိန်ဝင်အလွန်း စိုးရရှိမှမတိတဲ့တိုင်းပြီတရားဥပဒေတပြေးညီဆုံးမို့လူတိုင်းဟာလူဖြစ်ကျိုးနဲ့နတ်ဘုံနဲ့နန်းလိုပါပဲတဲ့တရားဥပဒေစိုးမိုးမှုမရှိငြိမ်းချမ်းလွတ်လပ်မှုမရှိတစ်တောတစ်ပင်မရှိအတိဒုက္ခရောက်နေသူတွေရှိအကျင့်ပြက်ခြားဆားမှုတွေရှိ အနိုင်ကျင့်နှိပ်စက်မှုတွေရှိအဲ့ဒီအဲ့ဒီနေရာ ကပဆင်းရဲဆုံးနိုင်ငံအေယာဝရီရေကပမြေမှာဘာတွေပဲလို့ပြည့်စုံမှုတွေရှိရှိဇာတိပုံညကိုဒေတာရေလတာတဲ့လံတမာရန်ကို လွမ်းလို့လွမ်းလို့နေတာပါပဲမောင်စိန်ဝင်ယုတ်နံဒီမနဲ့စောစောယုတ်သေးယုတ်လေးအတွေ့တဲ့ရောက်လား ကျိုးတွေအလုတ်ရုတ်သေးရုတ်ကပြီးနေရှာကျိုးမဲတဲ့အခါအယုံမလုတ်အယုံမရှိတဲ့အခါကျိုးတွေပါပြောင်းအယုတ်ကရုတ်ခန္ဓာနံခန္ဓာကကျိုးရုတ်နဲ့နံအတွဲအဆက်ကအနတ္တရဲ့အာမောင်စိန်ဝင်အသက်ရှင်မှာမနဲ့မင်္ဂလာပါလို့နှုတ်ဆက်ဖို့ အမောင်ကြလဲအုံနောက်ထဲမှာလင်းနေပါစေအဆက်အသွယ်မရလဲနှလုံးသားထဲမှာလို့နေပါစေပြန်ဆုံမဲ့ရဲ့အာယုံတက်ကို အသက်ဆွဲဆန့်ကြုံနိုင်ပါစေပြာစရာမောင်စိန်ဝင်းပရိကော